ုညံမရှိကလေးမွေးထားပြီးပြီเนาะကိုကလေးတွေရောကိုမိမတွေရောကို့ရောအကုန်လုံး၆ပတ်နေရဲ့ယောက်ျားဆိုရင်တော့လွတ်ပေးရအောင်ပါပေါ့ဘယ်တတ်နိုင်မလဲသူရဲ့တရားဝင်ချပြထားတဲ့မိန်းမထဲသူ့ကိုပို့ပြီးတော့ဦးစားပေးပါတယ်ဆိုတော့ဂုံယူခြင်းနဲ့ပြိုင်ခြင်းနဲ့မိန်းမတွေရဲ့စိတ်ကြောက်စနိုက်ကြော်ဆိုတာဖြစ်လာတာ။ဘာမှကျမအပြိုအစ်စ်ပါရီပါရီတကလေးပဲကင်ပါရီဘာမှမသိပါဘူးလိန်စရာမလို့အဲ့တော့ခန္ဓာကိုယ်ကအသေးရောပေးလိုက်ရတဲ့မိန်းမတယောက်ကကိုယ့်ရဲ့ယောက်ျားတယောက်ကိုကိုယ်ပိုင်ဆိုင်ခြင်းပါပဲ ချက်ရောက်အနေနဲ့ကသူဟာအသေးနှလုံးကိုလည်းပေးလိုက်တယ်ကိုခန္ဓာကိုလည်းပေးလိုက်တယ်ဟုတ်ကဲ့နော်ဒီခေတ်ကြီးမှာတော့ချစ်ပြီဆိုကြတာကိုခန္ဓာပေးကြတာပဲဟုတ်တယ်နော်အဲ့တော့ဘာမှကျမအပြိုအစ်စ်ပါရီပါရီတကလေးပဲခြင်ပါရီဘာမှမသိပါဘူးလိမ့်စရာမလိုအဲ့တော့ခန္ဓာကိုယ်ကအသေးရောပေးလိုက်ရတဲ့မိမတစ်ယောက်ကကိုယ့်ရဲ့ယောက်ျားတစ်ယောက်ကိုကိုယ်ပိုင်ဆိုင်ချင်တာပဲဟုတ်တယ်နော်ဘလိုင်းကွာတခြားမိန်းကလေးတစ်ယောက်ကနေပြီးတော့ဝင်ပြီးတော့ဟိုမျက်စပြစ်တာပဲဖြစ်ဖြစ်ဟိုင်းတာပဲဖြစ်ဖြစ်လုံးဝဆန်းလိုက်အပြည့်ကြော်တာပဲဖြစ်ဖြစ် သူတို့ဘက်ကနေကာကွယ်ရမှာဒါသူတို့ရဲ့တာဝန်ပဲလေခန္ဓာကိုယ်ပေးလိုက်ရတဲ့မိမတယောက်အသက်နှလုံးပေးလိုက်ရတဲ့မိမတယောက်မှာငါဆိုရဲမန်ဒတ်ပတ်တိုင်းတော့တက်ခွင့်ရှိရပေါ့ဒါဝင်လင်းသားရဲ့လို့ပြောလို့မရအောင်ဒါပေမဲ့တရားဝင်ကြီးတွဲထားရဲ့သားနဲ့မှလာဟိုက်တဲ့အမျိုးသမီးတွေလာနိုင်တဲ့သူတွေကတော့သူတို့ကမှလင်းသားယူတာလို့နာမည်အမြဲပြောလို့ရှိရဲ့ပြီးတော့အော်နောက်တစ်ခုပြောအောင်မယ်တချို့ကြတော့ပါလဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ရောင်းစားတာရှိရဲ့ ပေါင်စာဦးဦးတွေရှိရနေပတ်စံယူထားတာရှိရယ်။ကိစ္စမရှိဘူးလေ။ပတ်စံနဲ့ရောင်းစားထားတာသူတို့မှနားတယ်ဆိုတာမရှိဘူး။ဒါပေမဲ့တချို့တချို့တော့မိမကောင်းလေးကြအချစ်ကြောင့်ခန္ဓာကိုယ်ပိတ်ဆက်ခဲ့တာ။အချစ်ကြောင့်ဘဝတစ်ခုလုံးပိတ်ဆက်ခဲ့တာ။သူတို့ပတ်စံလည်းပြန်မရအောင်ဘာမှလည်းအိမ်လည်းမရတိုက်ခန်းလည်းမရကားလည်းမရပဲ။စပွန်ဆာလည်းမဟုတ်ဘူး။အချစ်ဒီတန်နဲ့ပဲဒီယောက်ျားကိုချစ်ခဲ့တာ။အဲ့တော့သူတို့မှဒီယောက်ျားကိုငါပိုင်နေဆိုပြီးမနဲ့တိုင်တက်ပိုင်ဝင်မရှိဘူးလား။ ရှိရနော်အဲ့တော့ကျမပိုင်တာဒါပဲလေတကယ်လို့ပေါ့ပဆိုင်ရထားရင်တော့တမျိုးပေါ့မဟုတ်ဘူးမြစ်တာစင်းနဲ့ချစ်ထားတာခန္ဓာကိုယ်ပေးထားတာပိုင်ဆိုင်မှုကတော့ဒါတို့မှာထိမ့်သိမ့်ပိုင်ခွင့်ရှိတယ်ကံရှိတလောက်ပေါ့ရေစက်ရှိတလောက်တို့ဆွဲခေါ်ပိုင်ပိုင်ခွင့်ရှိတယ်ဟုတ်အဓိကကတော့အမျိုးသမီးအချင်းချင်းမစည်းလုံးတာပေါ့အဒီအဒီယောက်ျားကိုချစ်နှုံးလို့လူကြတာထက်နေရဲ့ကာမပိုင်မိန်းမထက်ငါကပို့ပြီးတော့စွမ်းတယ်ဆိုတာကိုပြတာမိန်းမအချင်းချင်းပြန်ရတာပေါ့ထက် အဲဘယ်လိုခေါ်မလဲဥပမာပေါ့နော်ခဲအမျိုးသမီးလေးမင်းကိုလက်ထပ်ပွင့်ပြောင်းကောင်းထားတဲ့ကောင်လေးမင်းကိုဟိုဘယ်လိုခေါ်မလဲမင်းနဲ့လက်ချက်ထားတဲ့ကောင်လေးမင်းနဲ့၃လ၅နှစ်ကြိုက်ထားတဲ့ကောင်လေးအဲ့ဒီကောင်လေးဟာငါ့ကိုမင်းချက်တမိုးပို့ထားတယ်ငါ့ကိုမင်းချက်ဦးစားပေးတယ်ဆိုတာကိုပြိုင်လာအဲ့ဒါကိုဂုံယူတာ ပြရမသူရဲ့တရားဝင်ချပြထားတဲ့မိန်းမထဲသူ့ကိုပို့ပြီးတော့ဥစားပေးပါလေဆိုတာဂုံယူခြင်းနဲ့ပြိုင်ခြင်းနဲ့မိန်းမတွေရဲ့စိတ်ကြောင့်စနိုက်ကြောင့်ဆိုတာဖြစ်လာတာအဲ့တော့ရှင်းရောက်ကြတော့ရှင်နိုင်အောင်ထိန်းလို့ပြောရအောင် ယောက်ျားကိုနိုင်ဖို့ဆိုတာကဘယ်လို့မှမလွယ်နိုင်ဘူးလေအဲ့တော့ဒီအမျိုးသမီးချင်းချင်းကနေပြီးတော့မှမစည်းလုံးမဲ့နဲ့ဝင်းမီနီလာမြောင်းပေးတွေလုပ်တယ်ဒီယောက်ျားကကြောက်တုံးတော့မှကြောက်တုံးမှမဟုတ်တာကြောက်တုံးတော့မှတွင်းတွင်းနဲ့ရွေသေးတာပဲဟုတ်တယ်မလားအဲ့တော့ယောက်ျားဘက်ကနေတာယာသွားပြီဆိုတော့ပြဿနာတက်လို့တားပြီဆိုလို့ရှိရင်ရှင်းယောက်ျားရှင်နိုင်အောင်ထိဆက်စကအရင်ညံ့ပြင်းလွန်းတယ်တခါလေဆိုလို့ရှိရင်အကျက်တောက်တယ်ဘီယာတောက်တယ်တငယ်ချင်းတွေကခေါ်ကြတယ်ဟဲ့ဘာလို့ငါယောက်ျားကိုခေါ်ရတာလဲနင်တို့လုံးလုံးငါယောက်ျားတခြားမိန်းမနဲ့တွေ့သွားပြီခင်းသွားပြီဟာ တွေ့သွားပြီခင်သွားပြီဆိုပြီးတော့ပြောလို့ရှိရင်ကိုယ့်ယောက်ျားကိုနိုင်အောင်ထိန်းလေကိုယ့်အိစကိုနိုင်အောင်ထိန်းလေကျွန်တော်တို့အတင်းခေါ်တာမှမဟုတ်တာသူမသူသူလောက်တာမဟုတ်အဓိကပါလဲဆိုဖြက်စည်းလိုခြင်းနဲ့စိတ်နဲ့ဒီယောက်ျားကိုဘဝပြောင်းအောင်လောက်တာဒီ ဒါသူတို့ဟာမကောင်းတဲ့စိတ်ပဲတကယ်ခင်လို့ရှိရင်ဟာတားကြီးရေဟုတ်တယ်မလားတားကြီးရေငါတို့ချက်ချောင်ရရအောင်တားကြီးရေငါတို့ရေကူးအောင်ဆိုပြီးတငယ်ချင်းချင်းချင်းကမခေါ်ဘဲနဲ့ဘာဖြစ်လို့အရက်တော့ကိုခေါ်တာလဲဘာလို့အခြားမိန်းမတွေနဲ့တွေ့ဖို့သူတို့ခေါ်ကြတာလဲဒါတကယ်မခင်လို့လीအဲ့တော့မိန်းကလေးတွေဆိုလို့ရှိရင်ရှင်ရဲ့ယောက်ျားကိုကျမတို့ကခင်တာပါရှင်ယောက်ျားကိုကျမတို့ကမကြိုက်စရာလို့လဲဟုတ်ပြီတကယ်ခင်နေဆိုလို့ရှိရင်အလုပ်တွေတကယ်တွဲလို့ကြတကယ်စီးပွားရေးတွေအလုပ်လုပ်ကြပြီးရင် သူတို့ရဲ့ကာမပိုင်မိန်းမတွေကိုလည်းတွဲခေါ်ကြအဲ့လိုလုံးတဲ့နယ်လေမဟုတ်ခြံထားပြီးရဲ့အခါကြတော့မှတကယ်ပြဿနာတက်တော်မှရိုးရိုးခင်တာပါရှင်းအောင်ကြကျွန်မပါလို့ရမှာလေဆိုအဆက်ပြေပြောကြတကယ်ရိုးသားလို့ရှိရင်ကာမပိုင်မရအောင်ပါသူတို့ခေါ်ရမှာလေ ဖြတ်လွန်ဖြည့်ဆည်းလုပ်တဲ့အချိန်မှာဒီယောက်ျားကဘလောက်တန်ဖိုးရှိမယ်ဆိုတာကိုကမျိုးကကြည့်ရတယ်။ဥပမာဒီယောက်ျားကနေပြီးတော့မှကိုယ့်ရဲ့မိသားစုတစ်စုလုံးကိုကိုညံရှိကလေးမွေးထားပြီးပြီเนาะကိုကလေးတွေရောကိုမိမတွေရောကိုရောအကုန်လုံး၆ပတ်နေရဲ့ယောက်ျားဆိုရင်တော့လွတ်ပေးရအောင်ပါပေါ့ဘယ်တတ်နိုင်မလဲအဓိကပတ်ဆက်ရဖို့အရေးကြီးရဲ့အဲ့အချိန်မှာအချစ်တဲ့ပတ်ဆက်အရေးကြီးပါတယ်မဟုတ်ဘူးဒီယောက်ျားရှိရာငွေသားမထွက်ဘူးဒါပေမဲ့ဒီယောက်ျားကိုအချစ် only နဲ့ကိုကိုတိုင်ကနေပြီးတော့၆ပတ်ပေးထားတာဆိုရင်တော့ တရားရဂိုင်နှုံးကိုဘက်ကိုပါအောင်ဆွဲရမှာပေါ့အဲ့တော့ဒီယောက်ျားကဘာလုပ်ပေးနိုင်လဲပဲမူတည်ရဒီယောက်ျားစီအချစ်ပဲပေးနိုင်တာလားငွေသားပေးနိုင်တာလားပေါ့မူတည်ရငွေသားပေးနိုင်တဲ့ယောက်ျားဆိုရင်တော့မတတ်နိုင်တော့ဟုတ်တယ်နော်ကိုကငွေယူထားပြီးပါဇက်ပိတ်တော့မဟုတ်ဘူးကိုကနေပြီးတော့မှရှာနေတာအိမ်တော်ဦးစီးတယောက်နေနဲ့ရှာနေတာဆိုလို့ရှိရင်တော့တယောက်ကြားကိုကိုကနေပြီးတော့မှပြန်ပြီးတော့လူယူပိုင်လို့ရှိတယ်